တားချင်တဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့အမေရိကန်ကမြန်မာအပါအဝင်ဥရောပမဟုတ်တဲ့19နိုင်ငံမှာလူဝင်မှုရှောက်လွှာအားလုံးကိုစိုင်းငံ့နေဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်အစိုးရဟာဆိုရင်တော့အင်္ဂါနေ့ဒီဇင်ဘာ2ရက်2025မှာဥရောပမဟုတ်တဲ့နိုင်ငံ19နိုင်ငံကရွှေပြောင်းနေထိုင်သူတွေတင်သွင်းထားတဲ့ Green Card နဲ့ American နိုင်ငံသားဖြစ်မှုလုပ်ငန်းစဉ်အပါအဝင် လုံမှုရှောက်လွှာအားလုံးကိုအမျိုးသားလုံခြုံရေးနဲ့ပြည်သူလုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေကြောင့်ဆိုင်းငံ့ထားလိုက်ပြီလို့ပြောကြခဲ့ပါတယ်။ဒီဆိုင်းငံ့မှုဟာဆိုရင်စွန်လကတစိမ့်တပိုင်းခရီးသွားလာခွင့်ပိတ်ပင်ခံထားရတဲ့နိုင်ငံ16နိုင်ငံမှလူတွေနဲ့သက်ဆိုင်ပြီးဒါအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့နိုင်ငံရေးမူဝါဒရဲ့အဓိကအင်ကာရဖြစ်တဲ့လူဝင်မှုကြီးကြပ်ရေးအပေါ်ပုံမူကန့်သတ်မှုတွေချမှတ်လိုက်တာဖြစ်ပါတယ်။ဒီမူဝါဒအသစ်ကိုဖော်ပြထားတဲ့တရားဝင်စာချုပ်လွှာမှာတော့ ပြီးခဲ့တဲ့အပတ်ကဝါရှင်တန်မှာအမေရိကန်အမျိုးသားဆောင်တပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ခဲ့တဲ့အာဖဂန်အမျိုးသားတဦးဖမ်းဆီးခံထားရတဲ့ဖြစ်ရပ်ကိုကိုးကားဖော်ပြထားပါတယ်။အဆိုပါတိုက်ခိုက်မှုမှာတော့အမျိုးသားဆောင်တပ်ဖွဲ့ဝင်တဦးသေဆုံးခဲ့ပြီးတော့နောက်တဦးကအပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ထရန်ကတော့မကြသေးခင်ရက်တွေအတွင်းဆိုမာလီယာကနေရွှေ့ပြောင်းလာသူတွေကိုလည်းပြစ်တင်ဝေဖန်ခဲ့ပြီးအမိုက်တေလို့ခေါ်ဆိုခဲ့ကသူတို့ကိုကျွန်တော်တို့နိုင်ငံထဲမှာမလိုချင်ဘူးလို့ပြောကြားခဲ့ပါတယ်။ ဇန်နဝါရီလမှာယာရုပြန်လည်ယာယူပြီးကတည်းကထရန့်ဟာလုံဝင်မှုကြီးကြပ်ရေးကို အပြင်းထန်ကိုဦးစားပေးခဲ့ပြီး Federal Agent တွေကို American မျိုးကြီးတွေစီဆေလွတ်တာနဲ့ American Mexico နယ်စပ်မှာကိုလုံခွင့်တောင်းခံသူတွေကိုညှင်းပယ်တာတွေလှုပ်ဆောင်ခဲ့ပါတယ်။သူရဲ့အစိုးရအဖွဲ့ဟာပြည်ထောင်တန်ပေးတဲ့ကိစ္စကိုမကြာခဏဆိုသလိုမျိုးမိမောင်းထိုးပြခဲ့ပေမဲ့တရားဝင်လူဝင်မှုကြီးကြပ်ရေးကို ပြန်လည်ပုံဖော်ဖို့ကြိုးပမ်းမှုတွေကိုတော့အရင်ကအလေးပေးမှုနေခဲ့ပါတယ်။အမျိုးသားဆောင်တပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက် ကန့်သတ်မှုတွေထွက်ပေါ်လာတာကအမျိုးသားလုံခြုံရေးကိုကာကွယ်ဖို့အတွက်တရားဝင်လူဝင်မှုကြီးကြပ်ရေးကိုပုံမှုအယောင်ဆိုင်လာတာဖြစ်ပြီးမူဝါဒတွေအတွက်သမရဟောင်းဂျိုးဘိုက်တင်ကိုအပြစ်တင်တာမျိုးတွေဖြစ်ပေါ်စေခဲ့ပါတယ်။ဗုဒ္ဓဦးနေစာချုပ်လွှာမှာပြစ်မှတ်ထားတဲ့နိုင်ငံစီးရင်မှာတော့အာဖဂန်နစ္စတန်၊မြန်မာ၊ဒတ်ချ၊ကွန်ဂိုသမရနိုင်ငံ၊အီကွေတိုရီယယ်ဂီနီ၊အီရီထရီးယား၊ဟေတီ၊အီရန်၊လီဗျာ၊ဆိုမာလီယာ၊ဆူဒန်နဲ့ယီမင်တို့ပါဝင်ပါတယ်။ ဒီနိုင်ငံတွေဟာဇွန်လမှာဝင်ရောက်ခွင့်အနည်းငယ်မှလွဲ၍လုံအောင်ကိုပိတ်ပင်ထားတာအပါအဝင်တင်းကျပ်ဆုံးလွင်မှုကြီးကြပ်ရေးကန့်သတ်ချက်တွေခံခဲ့ရပါတယ်။ဒီစိတ်တပိုင်းကန့်သတ်ချက်တွေခံခဲ့ရတဲ့ကြံခွန်းနိုင်ငံကတော့ဘူရွန်ဒီ၊ကျူဘာ၊လာအို၊ဆီယေရာလီယွန်၊တိုဂို၊တာကမင်နစ္စတန်နဲ့ဗင်နီဇွဲလားနိုင်ငံတို့ပဲဖြစ်ကြပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။ခုတစ်ခေါက်ပြန်ဆက်ပေးသွားခဲ့တာကတော့အမေရိကန်ကမြန်မာအပါအဝင်ဥရောပမဟုတ်တဲ့19နိုင်ငံမှလူဝင်မှုရှောက်လွှာအားလုံးကိုစိုင်းငံ့နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်။ ကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာ